Hello everyone, I am teacher Deng Today I will teach you grade 9 English poem 1 poetry. <music> Lenin Alchemist after this lesson you will get to know ကျတို့ဒီသင်ခန်းစာလေးကိုသင်ပြီးရင် you will get to know တာတို့ပြန်ယူပါရရသွားမလဲဆိုတော့ပထမဆုံးတစ်ချက်က appreciate poetry as an art form poetry ဆိုကဗျာလင်္ကာကဗျာလင်္ကာလေးကိုကျတို့တွေဒီ art form အနုပညာတစ်ခုအဖြစ်မြင်တတ်လာပါလိမ့်မယ်ပြီးရင်တော့ expand their vocabulary knowledge တာတို့သမီးတို့ရဲ့ဝဟာရပိုင်းဆိုင်ရာ အသိပညာလေးပြီးပြီးကျွဲဝလာမယ်ဝဟာရလေးကျွဲဝလာမယ် ပြီးတော့ရင်တော့ develop listening skill နားထောင်နိုင်မှုစွမ်းရည်လေးတွေတိုးတက်လာပါမယ်ပြီးရင် experience different rhythms and rhymes pattern rhythm နဲ့ rhyme pattern တွေရဲ့ကိုလေတဲ့ခွဲခွဲခြားခြားသိလာမှာပဲဖြစ်ပါတယ်နော်အဲ့တော့ theory ကဗျာလေးကိုစပြီးတော့ကြည့်အောင်နော် poem 1လေးရဲ့နာမည်ကတော့ကဗျာနာမည်က poetry ကဗျာလေး၅ပါတဲ့အော် pre-reading ကျတို့အရင်ဆုံးဗာလေးတွေ question လေးတွေနဲ့စမလဲဆိုရင် number 1 question do you know what poetry is poetry ကဘာလဲဆိုတာကိုသိပါသလားတဲ့နော်ပြီးရင် number 2 question လေးကတော့ is there any difference between poem and poetry ဖိုးဝမ်ကြပြနဲ့ poetry ကြပြလင်ကဘာกว่าတလေတဲ့တအားသူမျိုးဘယ်လောက်များသိတယ်လဲဘာလို့များခွက်ခွက်ပြပြလေးသိမလဲလို့မေးထားတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်ပြီးရင်တော့ number 3က do you enjoy reciting poem in class အတန်းထဲမှာကြပြရွတ်ကြတာကိုကြပြတင်တဲ့အချိန်မှာတအားသူမျိုးစိတ်ဝင်စားပါသလားတဲ့ why or why not စိတ်ဝင်စားရင်လည်းဘာဖြစ်လို့စိတ်ဝင်စားရလဲစိတ်ဝင်စားဘူးဆိုရင်လည်းဘာကြောင့်မို့လို့စိတ်ဝင်စားတာလဲ why or why not မေးခွန်းလေးမေးထားပါတယ်ပြီးရင် number 4ကတော့ among the poem poem တွေ that you have ever read အဲ့လိုမျိုးဖတ်ဖူးခဲ့တဲ့ပူဝံကြပြားတွေထဲမှာတဲ့ which do you like best ဘယ်ကြပြားကိုအကျိုက်ဆုံးပါလဲဒါကလည်းသားတို့တမီးတို့ရဲ့ answer တိုက်တလို့ဖြည့်ပေးလို့ရတဲ့ answer လေးတွေပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီချက်ကတော့ကြပြားစာပိုက်ကိုပဲစာပြီးတော့ရှင်းပြပါတော့မယ်เนาะ read the poem ကြပြားလေးကိုဖတ်ပါတဲ့အဲ့တော့ဒီချက်ကကြပြားလေးကိုအရင်ဆုံးဆိုပြပါမယ်เนาะ what is poetry who knows Not a rose but the sun of the rose Not the sky but the light in the sky Not the fly but the gleam of the fly Not the sea but the sound of the sea Not myself but what makes me See, hear, and feel something that prose cannot end what it is who knows. ကပြားလေးရဲ့နာမည်ကတော့ poetry ရဲ့ကပြားလင်္ကာ poetry ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ကပြားလင်္ကာပဲဖြစ်ပါတယ်เนาะအပမာဆုံးတစ်ကြောင်းလေးကတော့ what is poetry တဲ့ who knows တဲ့ what is poetry ကပြားလင်္ကာဆိုတာဘာလဲတဲ့ who knows တဲ့ဘသူတွေများသိကြသလဲတဲ့နော်အဲ့တော့ဒုတိယတစ်ကြောင်းလေးကတော့ not a rose but the sense of the rose not the rose not a rose နှင်းစီပန်းတပွင့်မဟုတ်ပါဘူးတဲ့ but ဒါပေမဲ့ the sense of the rose နှင်းစီပန်းရဲ့ရနံ့မှာတဲ့ yeah not the sky but the light in the sky not the sky ကောင်းကင်ကြီးတော့မဟုတ်ပါဘူးတဲ့ but the light in the sky ကောင်းကင်ထဲမှာရှိနေတဲ့အလင်းတန်းလေးပါတဲ့ not the fly but the gleam of the fly not the fly ပိုးဆုံးကျူးကောင်လေးလည်းမဟုတ်ပါဘူးတဲ့ but the gleam of the fly ဆိုတာပိုးဆုံးကျူးရဲ့အလင်းရောင်လေးပါနှိမ်ဖြော့ဖြော့အလင်းရောင်လေးပါတဲ့ not the sea but the sound of the sea not the sea ပင်လယ်ပြင်ကြီးလည်းမဟုတ်ပါဘူး but the sound of the sea ပင်လယ်ပြင်ကြီးရဲ့အသံကိုပြောချင်တာပါတဲ့ not myself but what makes me not myself ကျွန်တော်ကိုယ်တိုင်လည်းမဟုတ်ပါဘူးတဲ့ but ဒါပေမဲ့ what makes me ကျွန်တော်ကိုဖြစ်စေပါတယ်တဲ့ see hear and feel something that proves see မြင်ရမယ် hear ကြားရမယ် feel ခံစားမယ် something တစ်စုံတစ်ယောက်ကို that proves proves ထဲမှာတချို့တွေမြင်ရနိုင်တယ်ကြားရနိုင်တယ်ခံစားလို့လွယ်လွယ်ကူကူရနိုင်ပါတယ် proves ကစကားပြေပေါ့နော်စကားပြေတွေထဲမှာဆိုရင်တော့လွယ်လွယ်ကူကူ ဖြတ်လိုက်တာနဲ့တိဆယ်တို့ဒီမြင်လုံးထဲမှာလည်းမြင်လာနိုင်တယ်ကြားလည်းကြားလာနိုင်တယ်ခံစားလို့လည်းရနိုင်တယ်ပြောချင်တာတော့စကပြီဒီဖတ်မယ်ဆိုရင်တော့ကျတော့ဖတ်ရတာဝိတုလီလိုရေးထားတာဖြစ်တဲ့တည်းလွဲတာပေါ့နော်ကြပြလင်္ကာကတော့အဲ့ဒီလိုမဟုတ်ပါဘူးစဉ်းစားတွေးခေါ်ပြီးတော့မှဆက်ဆက်တွေးရတာပါလို့ပြောချင်တာပါ cannot and what it is who knows cannot ဒီမှာတော့မရနိုင်ပါဘူးတဲ့ and what it is ဘာအသေးပဲလဲဆိုတာကိုလည်းချက်ချင်းမသိနိုင်ဘူးပေါ့နော် who knows ဘယ်သူတွေများသိနိုင်တယ်လေဆိုတော့ဒါက poetry ဆိုတဲ့ကြပြားလေးရဲ့အသေးပဲလေးပဲဖြစ်ပါတယ်ကြပြားဆရာရဲ့နာမည်ကတော့ Eliana Forgian ဆိုတဲ့ကြပြားဆရာမရေးထားတာပဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်က question လေးတွေကိုကြည့်အောင် number 2 answer the following question အောက်ပါမိကုံးလေးတွေကို ဖြည့်ပေးပါတဲ့ 1. What is the poem about? ဒီ poem လေးကတော့ဘာအကြောင်းကိုရေးထားတာပါလဲတဲ့ answer လေးက the poem is about the significance of poetry poetry ကပြားလင်ငါရဲ့အရေးပါမှုနဲ့ကပြားလင်ငါရဲ့အကြောင်းလေးကိုဒီကပြားလေးကပြောပြထားတာဖြစ်ပါတယ် number 2 what is a rose famous for နှင်းစီဘန်းကဘာအတွက်များထင်ရှားတာလဲနှင်းစီဘန်းကိုလူသိများကြတယ်လေအဲ့ဒါဘာကြောင့်လဲလို့မေးထားတာပါအဲ့တော့ answer လေးကတော့ဒီချက်ဒီလိုလေးဖြည့်ပေးထားပါတယ် a rose is famous for its fragrance သူရဲ့ရနှန်းကြောင့် a rose is famous for its fragrance သူ့ရဲ့ရနန်းကြောင့်နှစ်စီပန်းဟာလူသိများတာပါလို့ဖြည့်ပေးထားပါတယ်เนาะ famous ဖြစ်တာပါ number 3 what does the sky give us ကောင်းကင်ကြီးကတချို့တို့ကိုဘာတွေပေးနိုင်တယ်လဲအဲ့တော့ answer လေးအနေနဲ့ the sky give us light ကောင်းကင်ကြီးစီကနေတချို့တို့ဒီအလင်းရောင်တွေရပါတယ်เนาะဒီကဗျာထဲမှာပေးထားတဲ့အတိုင်းလေးပဲတချို့ဖြည့်ပေးထားပါတယ် number 4 what does the fly ဒီမှာ fly သည် firefly ဆိုရယ်ပိုးဆုံးကျူးလေးကိုပြောတာပါเนาะ emit ဆိုတာထုတ်လွှတ်တာ firefly ပိုးဆုံးကျူကောင်လေးကဘာတွေကိုထုတ်လုပ်ပေးနိုင်တယ်လဲတဲ့ပိုးဆုံးကျူကောင်လေးဆိုတော့မိတ်တုံမိတ်တုံအလင်းလေးတွေထုတ်ပေးနိုင်တာပေါ့ဒါကြောင့်မို့လို့ the fly firefly လေးကိုပြောတာပါ image glim မိတ်ဖြော့ဖြော့အလင်းရောင်လေးတွေကိုထုတ်ပေးနိုင်ပါတယ် number 5 What can you hear from the sea? ပင်လယ်ပြင်စည်းစီကနေတချို့လူဘာတွေကြားနိုင်တယ်လဲတဲ့ We can hear တချို့ကြားနိုင်ပါတယ် The sound of waves from the sea ပင်လယ်ပြင်စည်းစီကနေရေလိုင်းတွေရဲ့အတန်ကိုတချို့တွေကြားနိုင်ပါတယ် Number 6. What can the poetess perceive while writing poem? Poetess ဆိုတာကြပြဆရာမဟာတဲ့ perceive ဆိုတာခံစားမိတာသတိပြုမိတာဘာကိုသတိပြုမိသွားတာလဲတဲ့ why writing poetry ကြပြလင်္ကာရေးနေတဲ့အချိန်မှာကြပြဆရာမဟာဘာကိုခံစားမိတာလဲတဲ့နော်အဲ့ဒီချက်ကတော့ဒါလေးဖြည့်ပြီးထားတယ် the poetess ကြပြဆရာမဟာ can perceive something တစုံတရာပေါ့နော်သူရလိုက်ပါတယ်အဲ့ဒါကတော့ဘာလဲဆို that prose စကားပြေဟာ cannot why writing poetry ကြပြားရေကြပြားလင်းကရေးနေတာ ਨੇ စကားပြေရေးတာ ਨੇ ဒီလုံးဝမတူဘဲနဲ့ကြွေးပြားချားလာတယ်ဆိုတာကိုသူသိလိုက်ပါတယ်เนาะကြပြားသည်စကားကြပြားစကားပြေသည်ကြပြားလင်းကလုံးဝမဟုတ်ဘူးဆိုတာကိုသူသိလိုက်ပါတယ်เนาะခန်းစားလိုက်ရပါတယ် number 7 how many lines are there in the poem ဖိုးဝမ်းမှာ line ဘယ်နှကြောင်းပါလဲအဲ့တော့1 2 3 4 5ကြီးကြီး line အစားလေးရရပါပြီဆက်ဖြည့်ပေးထားပါတယ် there are 8 lines in the poem ကြပြမှာစာကြောင်းရေး၈ကြောင်းပါပါတယ် number 8 What is the rhyme scheme of the poem? ဒီ poem လေးကြပြားလေးကိုဆက်ဆိုထားတဲ့နီးလေးကဘလို့နီးလန်းနဲ့ဆက်ထားတာလဲတဲ့အဲ့တော့ကျတို့ကြပြားလေးကိုကြည့်ပြီးတော့ပဲအရင်ဆုံးဖြည့်ကြည့်အောင်เนาะ အဲ့တော့ the rhyme skin of the poem is a a b b c c d d ဆိုပြီးဒီစာဖြည့်ပေးထားပါတယ်။ဒါတော့ဒီမျိုးဒီတိုင်းကြည့်ရင်တော့ဗာမန်းနားလည်းမဟုတ်ပါဘူးเนาะ။ဒီစာကြပြားလေးနဲ့ဒီမှာရှင်းပြပေးပါမယ်။အဲ့တော့သူရ rhyme skin လေးတွေကပထမဆုံးစာကြောင်းမှာဆိုရင် what is poetry who knows ဆိုပြီးတော့ k n o w s knows ကိုသူသုံးထားတယ်။ဒုတိယစာကြောင်းမှာကျတော့ not a rose but the sense of the rose အဲ့မှာတချို့ knows ရယ် rose ရယ်နှစ်ခုဒီ rhymes တူပါတယ်။ဒါကြောင့်မို့အဲ့ rhymes တူတဲ့စကားလုံးလေးနှစ်ခုကိုဒီစာက a a လို့သတ်မှတ်ပေးလိုက် လိုက်တာပြီးတော့နောက်စာကြောင်းမှာ not the sky but the light in the sky not the fly but the gleam of the fly sky နဲ့ fly နဲ့လည်း rhymes တူပါတယ်သူ့တော်တစ်ချက်ကစောစောက a a ပေးပြီးမို့လို့သူ့ကို b b ဆိုပြီးတော့ပေးလိုက်ပါမယ်ပြီးရင် not the sea but the sounds of the sea not myself but what but what makes me see နဲ့ me me နဲ့ rhymes တူပါတယ်သူတို့ဒီကြက်ကဒါကြောင့်မို့လို့ see see ဆိုပြီးတော့ပေးလိုက်မယ် see here and feel something that pros cannot and what it is who knows pros နဲ့ knows နဲ့လည်း rhymes တူပါတယ်သူတို့ဒီကြက်တို့ကတခြားတို့ dd ဆိုပြီးပေးလိုက်မယ်ဒါကြောင့်သူ့ရဲ့ကာယံဆက်ပုံစံလေးလေးဒီ a a b b c c d d ဆိုပြီးတော့ဆက်ထားပါလို့ကြက်ကဖြည့်ပေးတာပဲဖြစ်ပါတယ်နော် ကျွန်တော်တို့နံပါတ်9လေးကိုဆက်သွားရအောင် What message does the poetess want to give to the reader in the poem What message သူပေးချင်တဲ့ message ကဘာလေးလဲတဲ့ Does the poetess ဘာသူလဲကြပြဆရာမပေးချင်တဲ့ message ကဘာပါလဲတဲ့ What to give to the reader in the poem ဒီ poem ထဲမှာကြပြဆရာမကနေပြီးတော့စာဖတ်သူတွေကိုဘာလေးများသူပေးသိစေချင်တာလဲတဲ့ answer လေးကတော့ The message of the poem is that အဲ့ဒါလေးကတော့ The name of a thing အရာဝတ္ထုတွေရဲ့ name အမည်ဟာ is not as important အရေးမကြီးပါဘူး is property သူတို့ရဲ့ခေါင်းသက်တည်တွေလောက်အရေးမကြီးပါဘူးဆိုရဲ message တွေကိုပေးချင်တာပါဥမာနှင်းစီပန်းဆိုလဲနှင်းစီပန်းကိုကျွန်တော်တို့မသုံးပြီမဲ့နှင်းစီပန်းရဲ့လို့မသုံးဘူးဒါပေမဲ့သူ့ရဲ့ရနံ့လေးကိုတော့ကျွန်တော်တို့ဒီကဗျာလင်းကားတွေဆက်တဲ့နေရာမှာနှင်းစီပန်းရဲ့မှွေးရနံ့တွေကိုယူသုံးကြတယ်ပေါ့ဒီလိုပုံစံမျိုးလေးနဲ့ကဗျာဆရာမက message ပေးချင်တာဖြစ်ပါတယ်နော်နံပါတ်10ကတော့ what are the similarity similarity ဆိုတော့ဒုညချက်တွေပေါ့ between poetry and the sense of the rose poetry ဒီကြပြလင်္ကာနဲ့ဒီထဲမှာပါတော့ sense of the rose the light in the sky the glint of the firefly and the sound the sea အဲ့တော့ဒီမှာနှင်းစီပန်းရဲ့ရနက်ကောင်းကင်ကြီးရဲ့အလင်းရောင်ပိုဆောင်ကျူးလေးရဲ့မိတုံမိတုံအလင်း င်လယ်ပြင်ကြီးရဲ့အတန်အနေနဲ့ဒီ poetry ကပြားနေရဲ့ဂျားတွေက similarity တူညီချက်ကပါပါလေတဲ့နော်အဲ့တော့ဒါလေးကိုတစ်ချက်ကလူလေးဖြစ်ပြထားပါဗျ။ The rose နှင်းစီပန်းဟာ give us fragrance to smell ။ဘာလို့ပြီးပါလဲလဲ။မွေးရနံ့ကိုပေးနိုင်ပါတယ်။ The light in the sky ကောင်းကင်ကြီးကတော့ like အလင်းရောင်ကိုပေးပါတယ်။ The firefly give us light to see ။ firefly ကတော့တစ်ချက်တို့အတွက်အလင်းရောင်မြင်နိုင်မှုအတွက်အလင်းရောင်ကိုပေးပါတယ်။ The sea give us sounds to hear ။ ပင်လယ်ပြင်စည်းကတော့တချို့တို့အတွက်ကြားရမယ့်အတန်ကိုပေးပါတယ် similarly ထူညီစွာပဲ poetry ကလည်း can make us poetry တွေကနေတချို့တို့ဒီ can make us see မြင်နိုင်တယ် hear ကြားနိုင်ပါတယ် and feel ခံစားနိုင်ပါတယ် something by using our five sense တချို့ရဲ့ခံစားမှုအယုံ၅မျိုးလုံးကိုတချို့တို့ poetry ကနေရနိုင်ပါတယ်လို့ရေးထားပေးတာပဲဖြစ်ပါတယ်เนาะချက်ဒီလိုလေးဖြည့်ပေးထားပါ number 3 complete the table ဇာတ်လေးကိုဖြည့်ပေးပါ with words or phrase second လုံးလေးသို့မဟုတ် phrase like လေးဖြစ်ပေးပါရတဲ့ the describe unit qualities of animate and inanimate object mentioned in the poem ဒီကဗျာထဲမှာဖော်ပြထားတဲ့အရာဝတ္ထုပစ္စည်းသက်ရှိသက်မဲ့ဝတ္ထုပစ္စည်းတွေနဲ့သူရဲ့ quality လေးတွေကိုဖော်ပြပေးခိုင်းတာပဲဖြစ်ပါတယ် the first one is done for you ပထမတစ်ခုတော့ဖြည့်ပေးထားပါတယ်တဲ့ animate inanimate object လေးတွေကို ီဘက်ထိမှပေးထားတယ်ဟိုဘက်ကတော့သူရဲ့ unit quality လေးတွေကိုကျွန်တော်ကဖော်ပြရမှာပေါ့နော်ရင်းဆုံး rose r o s e rose rose မှာဆိုရင်သူကဖြည့်ပေးထားပါသူရဲ့ unit quality ကတော့ s c e n t scent သူရဲ့ရင်းနှံမယ်ဖြစ်ပါတယ်ဒါဆိုနောက်တစ်ခု sky ကောင်းငင်ကြီးကောင်းငင်ကြီးကပါတယ်သူရဲ့ quality ပါရှိမလဲဆိုရင်ကောင်းငင်ကြီးကကျွန်တော်ကို airline jht like လင်းရောင်ပေးပါမယ်နောက်တစ်ခု fly fly ဒီမှာ fire fly ပူးဆုံးကျူးကောင်းလေးကိုပြောချင်တာပါเนาะ fire fly fly လေးကကျွန်တော်ဘာပေးနိုင်လဲဆိုရင် gleam မိတ်တုပ်မိတ်တုပ်အလင်းရောင်လေးကိုပေးနိုင်ပါတယ်။ပြီးတော့အဲ့ SC ပင်လယ်ပြင်ပင်လယ်ပြင်ကြီးကချက်တို့ကိုပေးနိုင်လဲဆိုရင် SUND song လှိုင်းနေရဲ့အတန်ကိုသူပေးနိုင်ပါတယ်။ poetry ကတော့တချို့ကိုဘာတွေတောင်ပေးနိုင်လဲဆိုရင်အကုန်လုံးကိုပေးနိုင်တာပေါ့နော်အပေါ်ရအရာတွေအားလုံးကိုတချို့တွေ make up see တချို့ကိုမြင်စေနိုင်တယ် hear ကြားစေနိုင်တယ် and feel ခံစားမှုတွေကိုလည်းပေးစွမ်းနိုင်ပါတယ်လို့ညာရှင်းပြပေးထားပါတယ်နော် အဲ့တော့ number 4က make a list of 5 things တဲ့အရာဝတ္ထုပစ္စည်း5မျိုးကိုစီးပြုစုပေးပါတဲ့ that are well known လူသိများတဲ့ပစ္စည်း5မျိုးပေါ့နော် for their unique quality သူတို့ရဲ့စွမ်းရည်တွေနေအဲ့ဒီမှာ example လေးတစ်ခုဖြည့်ပေးထားပါတယ် teak wood ကျွန်းသစ်ဟာ is famous ထင်ရှားကြကြပါတယ် for is robustness သူတို့ရဲ့ခိုင်ခံ့မှုနဲ့ and durability တာရှည်ခံ့မှုကြောင့်လူသိများထင်ရှားပါတယ်အဲ့လိုမျိုးလေးဒီချက်ကဒီမှာတစ်ခုဖြည့်ပေးထားပါတယ်တအားတို့သမီးတို့ကနောက်ထပ်၄ခုစဉ်းစားပြီးအလုံးပေါင်း၅ခုဖြည့်ပေးရမှာပဲဖြစ်ပါတယ်နော် this is the end of my lesson see you on next lesson